မင်္ဂလာပါရှင်မက်စလ9ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျမယွန်းရဲ့ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်မက်စလ9ရက်နေ့မနက်10:00နာရီချိန်ကယ်ဘာနာ1 2ရူကနေတိုင်းတာပေးချင်ရယကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းမှာတော့တိမ်သင်းတဲ့ဖြစ်ထွန်းနေပါတယ်။ကြံမင်္ဂလားပင်လယ်ရောမှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မြောက်ပိုင်းဒေသတွေမှာတိမ်သင်းတဲ့ကနေတိမ်ထူးကနေပြီးတော့ကြံဒေသတွေမှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနေအောင်တွေ့ရပါတယ်ရှင်။ အခုဆက်လက်ပြီးတော့မက်ချ်လာ10ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မြမပင်လယ်ပြင်အခြေအနေကတော့မြမကန်ရိုရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှဲငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအသင်တင်ရှိနိုင်ပြီးတော့လှိုင်းမြင်ရနှစ်ပေးကနေသုံးပေလောက်မြင့်တက်နိုင်ပါတယ်။ကြံမြမကမ်းရိုးတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်မှာကတော့လှိုင်းမြင်ရတစ်ပေလောက်သာမြင့်တက်နိုင်ပါတယ်ရှင်။ လေတက်ခန့်နိုင်မှုခမန်းချက်နေနေရတော့ရခိုင်ကမ်းရိုးတန်းမှာတနာယော15မိုင်ရနေ18မိုင်လီတက်ခန့်နိုင်ပါတယ်။မြို့ကကြမောကမ်းရိုးတန်းမွန်နဲ့တနင်္လာကမ်းရိုးတန်းဒေသတွေမှာတော့တနာယော8မိုင်ရနေ12မိုင်လီတက်ခန့်နိုင်ပါတယ်ရှင်။နေပူချိန်ခမန်းချက်နေနေရတော့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာနေပူချိန်နေရ26ဒီဂရီစင်နီဂရိတ်ကနေ29ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်ဒေသတွေမှာနေပူချိန်တွေက30ဒီဂရီစင်နီဂရိတ်ကနေ34ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ကြံပြည်နယ်နဲ့တိုင်းတွေမှာနေပူချိန်တွေက35ဒီဂရီစင်နီဂရိတ်ကနေ40ဒီဂရီစင်နီဂရိတ်ထိမြင့်တက်နိုင်ပါတယ်ရှင်။ခန်းလျောင်ကြီးညွန်ကိန်းအခြေအနေကတော့ ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာအလွန်မြင့်မားတဲ့အဆင့်တီရှိနေပါတယ်။ညွန်ကိတန်မိုးကတော့6.6ကနေ10.5လောက်သာရှိနေပါတယ်။ဒါပေမဲ့ကြံတနိုင်ရလုံးမှာတော့အခန်းလွန်ရောက်ချိန်ညွန်ကိနေကလွန်ကဲအဆင့်ဖြစ်တဲ့အညွန်ကိတန်မိုး17.2ကနေ73.4ထိမြင့်တက်နိုင်ပါတယ်။ဒီအတွက်ကြောင့် DBB ကြီးစုသူများအနေနဲ့နေ့လယ်ပိုင်းအပြင်သွားလာကြတဲ့အခါမှာအင်ကြီးလက်ရှိ T အုပ်ထုပ်စသဖြင့်အကာအကွယ်တွေပြုလုပ်ပြီးမှသွားကြဖို့ပြောကြားလိုပါရှင်။ မိုးရွာသွန်းနိုင်မှုခမန်းချက်နေနေရတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးနဲ့ငယ်ထစ်ထုံးလာနေပါတယ်။သခိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသကြီးမှာတော့တိမ်သန့်တန့်ဖြစ်ထွန်းနိုင်ပါတယ်။ကြံဒေသကြီးမှာအများအပြားသားနိုင်ပါတယ်ရှင်။ညောင်ရော်ရီရဲ့တပတ်တွင်းမိုးလေဝသခမန်းချက်နေနေရောနေပြောတဲ့ဤတွိုင်းမှာအမြင့်ဆုံးဘူချိန်က39ဒီဂရီစင်တီဂရိတ်နေဆုံးဘူချိန်က22ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်တာနိုင်ပြီးတော့မိုးရွာဖို့တီချောင်မှုနေနေရတစ်ဆယ်ရာခိုင်နှုန်းသာရှိနိုင်ပါတယ်ဒီတစ်ပတ်လုံးမှာနေပြီးတော့မှအများအားဖြင့်တာနိုင်ပါရဲ့ရှင်ရှောင်းကမြို့နယ်ဒီတိုင်းမှာတော့အမြင့်ဆုံးဘူချိန်က38ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က22ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရှောင်းကမှာလည်းအများအားဖြင့်တာနိုင်ပါတယ်မိုးရွာဖို့တီချောင်မှုနေနေရတော့တစ်ဆယ်ရာခိုင်နှုန်းသာတီချောင်နိုင်ပါတယ်ဒီတစ်ပတ်လုံးမှာရှောင်းကမှာလည်းအများအားဖြင့်တာနိုင်တယ်လို့ခန့်မှန်းထားပါရဲ့ရှင် မန္တလေးမြို့နယ်ဤတွိုက်မှာအမြင့်ဆုံးဘူချိန်က39ဒီဂရီစင်တီဂရိတ်အနည်းဆုံးဘူချိန်ကတော့27ဒီဂရီစင်တီဂရိတ်လောက်ရှိနေပါတယ်။ရန်ကုန်မှာလည်းအများအပြားသားနိုင်ပြီးတော့မိုးရွာဖို့တရားမှုအနေနဲ့10ရာခိုင်နှုန်းလောက်တရားနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာမန္တလေးမှာလည်းအများအပြားသားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းလိုက်မြို့တော်ဤဒီရဲ့မိုးလေဝသခမန်းချက်တွေကိုထုံးလင့်တင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။တရှိအားပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ပါရဲ့ရှင်။